ားလုံးပဲမင်္ဂလာညနေခင်းပါကိုကြီးကျမ်းပါခြင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဥစွာပထမမေတ္တာဆုမွန်ကောင်းများတောင်းပါတယ်။အရင်နေ့ဦးဇင်းတို့အားလုံးကိုမျှဝေပြပြပေးခြင်းလာလေကတော့တခြားမဟုတ်ပါဘူးဒီစီဝါရေးလုပ်နေတဲ့အဲအကူအမအကိုဥတီထားပြီးတော့ပေါ့နော်ကျန်တဲ့စီဝါရေးအလုံးလုံးနေရတဲ့သူတွေအကုန်လုံးကိုဒါရည်ညွှန်းပါတယ်။အဲ့တော့စီဝါရေးလုပ်နေတဲ့ဦးဇင်းရဲ့အကူနဲ့အမတို့ကဆိုလို့ရှိရင် ဒါသူတို့လုပ်နေတဲ့လုပ်ငန်းမှာပေါ့နော်ဒီမကုံတင်မဲနဲ့ဝေကြီးကုံကြမှုတွေရှိတယ်ဒါသူတို့အသုံးပြုနေတဲ့စက်ပစ္စည်းတွေခဏခဏအပြင်းရဆင်ရတဲ့အပိုင်းကဏ္ဍတွေရှိတယ်ပေါ့နော်အဲဒီလိုမျိုးရှိတဲ့အခါကျတော့အာဒီအရာတွေကတချို့အရာတွေကျတော့မကုံတင်မဲနဲ့အပူကုံသွားတာတွေများစွာရှိတယ်ပေါ့နော်အဲ့တော့မိမိတို့ကအလုပ်လုပ်တဲ့အခါမှာဘာလဲဆိုတော့စီးပွားရေးကိုဘာသာရေးနဲ့ တွဲလုပ်ဖို့ကိုဒါမေ့နေကြတယ်ပေါ့နော်စီးပွားရေးဆိုစီးပွားရေးတက်တက်တခုတည်းအများပဲဆိုရင်ဒါငွေနောက်ကြီးပဲလိုက်သွားတာမျိုးဖြစ်တဲ့ခါကျတော့ဒီတစ်ဖက်ကဘာလာရွတ်မှာအင်မတန်မှဒါအားနေသွားတယ်ပေါ့နော်ချွတ်ချော်သွားတယ်ပေါ့အဲဒီခါကျတော့အာကိုနဲ့စီးပွားပြိုင်မဲ့နေရှိမယ်ဆိုလို့ရှင်ကိုပြိုင်မဲ့နေရကိုထိုးနေခြင်းတဲ့ပုံစံတွေလည်းရှိမယ်ပေါ့နော်အခုအောင်မြင်နေတာကိုမနာလိုတဲ့ပုံစံတွေလည်းရှိမယ်။ခုဆိုင်ကအဲရောင်းကောင်းဝယ်ကောင်းဖြစ်နေတာကို ဒါမနာလိုနေတဲ့သူတွေလည်းမရှုစိတ်နိုင်တဲ့သူတွေလည်းရှီကောင်းရှိမယ်ပေါ့နော်သူတို့ကဒီလိုအရာတွေကဟိုမြင်ရတဲ့အရာမမြင်ရတဲ့အရာတွေလည်းရှိတယ်ပေါ့နော်အဲအဲ့ဒီအခါကျတော့မိမိတို့အနေနဲ့စီးပွားရေးလုပ်လုပ်တဲ့အခါမှာစီးပွားရေးတစ်ခုတည်းတည်းမဟုတ်ဘဲနဲ့ဘာသာရေးနဲ့တွဲပြီးတော့မှလုပ်ပေးမှသာလဲမိမိတို့ရဲ့စီးပွားရေးကလည်းပဲရှင်းရှင်းတည်တဲ့ခိုင်မြဲပြီးတော့မှတိုးတက်အောင်မြင်လာမှလည်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့အဲ့ဒီလိုမျိုးတိုးတက်အောင်မြင်လာဖို့ဆိုရင်ဘာသာရေးပါဝင် လို့လိုရဲပေါ့နော်အဲ့တော့မိမိတို့ကဘုနာဘာသာဝင်ဖြစ်တာနဲ့အညီပေါ့နော်ဒါမနက်ခင်းအိယာထညဘက်အိယာဝင်အ ਨੇ ဆုံးတရက်ကိုနှစ်ကြိမ်ကတော့ဒါမဖြစ်မနေဘုရားရှိခိုးအစရှိတာတွေပြုလုပ်ရမှာဖြစ်ပါတယ် ဲ့ဒီကမှာဦးဇင်းတို့ပြောကြတာတစ်ချက်သုံးချက်ပေါ့နော်။ဘာလဲဆိုတဲ့အခါကျတော့နံပါတ်၄ကဂုံတော်ဘွားပေါ့နော်။ဂုံတော်ဘွားဆိုတဲ့နေရာမှာဗျာဂုံတော်၉ပါးမှာမိမိတို့ကြိုက်နေတဲ့ဂုံတော်တစ်ပါးပါးကိုဘွားလို့ရတယ်လို့ဒါမှမဟုတ်၉ပါးလုံးကိုဘွားလို့လည်းရတယ်။နောက်ပြီးတော့ဒါဂုံတော်ကွန်ချာပေါ့နော်။အားလုံးကြားဘူးကြမယ်ထင်ပါတယ်။ဂုံတော်ကွန်ချာကိုရုပ်ဖက်ဘူးဆိုလည်းဘွားများလို့ရပါတယ်။အလုံးလုံးနေရင်လည်းဘွားများလို့ရတယ်။ဟိုဟင်းချက်တမင်းချက်နေရင်လည်းရုပ်ဖက်ဘူးဆိုဘွားများလို့ရတယ်။နောက်ဆုံးဟလာတန့်စင်ကဝင်တဲ့အထိတောင်မှပေါင်းများနေလို့ရတယ်ပေါ့နော် တော့နံပါတ်1အကုန်လုံးပွားဖို့လိုပါတယ်နောက်နံပါတ်2ကဘာလဲဆိုတဲ့အခါကျတော့မေတ္တာထားမေတ္တာပွားပေါ့မေတ္တာပို့ပေါ့နော်အဲ့တော့ကိုယ့်ရဲ့လုပ်ငန်းနဲ့ဆိုင်ရာဆိုင်ရာ customer တွေကိုမေတ္တာထားရမယ်နောက်ပြီးတော့အဲတခြားကိုယ်နဲ့ပတ်သက်တဲ့သူတွေရောမပတ်သက်တဲ့သူတွေရောကိုယ်ချစ်ခင်နေတဲ့သူတွေရောကိုယ်မချစ်ခင်မနေတဲ့သူတွေရောအကုန်လုံးပေါ်မှာဒါမေတ္တာထားပေးရမယ်ပေါ့နော်မေတ္တာပို့ပေးရမယ်ပေါ့ဒါမှသာလေမိမိတို့အပေါ်မှာဒါချစ်ခင် နှစ်သက်တဲ့သူတွေလိုလားတဲ့သူတွေများလာမှာဖြစ်တဲ့မိကောင်းဆွေကောင်းတွေကတ်စတမ်မာတွေများလာမှာလည်းဖြစ်တယ်ပေါ့နော်။နောက်တစ်ချက်ကဘာလဲဆိုတဲ့အခါကျတော့ဒါတစ္ဆာစကားပေါ့နော်။မိမိတို့ကအလုံးလုံးတဲ့အခါမှာတောင်းဝန်ယူမှုတောင်းဝန်ခံမှုဆိုတဲ့နော်အာ responsibility အပြည့်ဝအထားပေးရမယ်ပေါ့နော်။တောင်းဝန်ယူမှုတောင်းဝန်ခံမှုရှိတဲ့အာလှုပ်ရှင်ဟိုမှလည်းပဲဒါအဲ့လိုပြောမှလည်းကစားသမားတွေကရှုံကြီးစိတ်ချစွာနဲ့အလုပ်တွေအနှံ့ကြမှာဖြစ်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ကိုလှုပ်တဲ့အလုပ်ကို တောင်းဝန်ယူမှုတောင်းခံမှုအပြည့်နဲ့လုပ်ဖို့လိုတယ်။ချက်ချင်းနေပါလေဆိုလဲမှန်ကန်ဖို့လိုတယ်ပေါ့နော်။နောက်ပြီးတော့မှန်ကန်တဲ့ဇကားကိုဂရီတီရမယ်ပေါ့နော်။ဆိုလိုချင်တာဂရီတီရမယ်မှန်ကန်တဲ့ဇကားကိုပြောပေးရမယ်ပေါ့နော်။တနည်းအားဖြင့်ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းကိစ္စဝါးဝါးတွေကိုတိုင်တယ်ပြီးတော့တစ္ဆာဆိုလိုချင်တယ်ဆိုလိုရတယ်ပေါ့နော်။အာအလုတ်ကိုမမှန်ကန်ကန်လုပ်တဲ့ဒီနေ့ဖျားရှိခိုးပါတယ်အပန်းစီမီသတိကတ်လို့ပါတယ်ဒီလိုမျိုးပေါ့နော်မှန်ကန်တဲ့စကားကိုပြောတာက သစ္စာဘောဒီလိုသစ္စာဆိုပြီးတော့ကိုယ့်ရဲ့လုပ်တွေတိုးတဲ့အောင်မြင်အောင်လို့သစ္စာဆိုလို့ရပါတယ်ဒါကြောင့်မလို့ဘုရားကုံတော်ပွားမယ်မေတ္တာထားမယ်နောက်လည်းသစ္စာစကားပြောမယ်ဒါဆိုလို့ရှင်မိမိတို့ရဲ့ဒါလုပ်ငန်းကိစ္စဝဝတွေကဒီထက်မကပို့ပြီးတော့မှတိုးတဲ့အောင်မြင်လာမှလည်းဖြစ်ပါတယ်ဒါကြောင့်မို့အားလုံးကိုဒါလေးမျှဝေပေးခြင်းပါတယ်မိမိတို့အနေနဲ့လုပ်ငန်းကိစ္စတွေအဆင်မပြေမှုဖြစ်နေတယ်ဟလာတခြားတခြားသောဘယ်ရာမစိုးပေါ့နော်အဆင်မပြေမှုတွေကြုံလာတဲ့အခါကျလို့ရှင်ပထမဆုံးသတိရလိုက်ရမှာက ဘာသာရေးလုပ်ဖို့တတိယလိုက်ပါဘာသာရေးလုပ်ဖို့လုံးဝမမေ့ပါနဲ့ဘာသာရေးကအဓိကကြပါတယ်အဲ့တော့စီးပွားရေးတခုတည်းတင်ရက်တီလို့မရပါဘူးဘာသာရေးနဲ့တွဲပြီးတော့မှလုပ်ဖို့လိုပါတယ်စီးပွားရေးကိုဘာသာရေးနဲ့တွဲမှသာလည်းရင်တကယ်ခိုင်ခန့်တည်မြဲတဲ့ရှေးရှိတိုးတက်အောင်မြင်တဲ့စီးပွားရေးတခုဖြစ်လာမှာဖြစ်ပါတယ်လို့ဒါအားလုံးကိုဒါဦးဇင်းတို့ဒီနေရာကနေပြီးတော့မှမျှဝေပြောကြားချင်ပါတယ်အားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာဘေးကင်းကွာပြီးတော့စီးပွားဥစ္စာတွေတိုးတက်ကြ ာသာသနာကောင်းကျိုးအများကောင်းကျိုးကိုဆောင်ရွက်နိုင်တဲ့ပုံကိုယ်တွေဖြစ်ကြပါစေလို့လည်းပဲမေတ္တာဆုမောင်းကောင်းကိုတောင်းအပ်ပါတယ်ဟုတ်ကဲ့ယခုလိုအစားအနေအဆုံးဒီကြည့်ကြနားသင်ကြတဲ့တူတယောက်ချင်းတဲ့ကျေးဇူးထူးတင်ရှိပါတယ်ဦးဇင်းတို့ရနောက်ထပ်နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပဲဆက်လက်ပြီးတော့မှအာကြည့်ရှုအားပေးကြဖို့ကိုလည်းဒီနေရာကနေမေတ္တာရက်ခံလို့ဆိုထိုက်တော့ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်